မင်္ဂလာပါရှင်။မနေ့တော့ကကျမ DTT မှာပါဝင်တဲ့ area တွေအကြောင်းနေသူကလေးတွေကိုဘယ်လိုပေါ့နော်ကျမတို့ဆောင်ရွက်ရမယ်။အဲနေ့စဉ်ပုံမှန်နေဆောင်ရွက်ရမယ်။ဒီဘက်မှာအချိန်ဘယ်လောက်ကြာမယ်စသည်ဖြင့်ပေါ့နော်ကျမနေလေးတွေဆွေးနွေးပေးသွားပါရစေ။ဒီနေ့မှာလည်းပဲအဲ DTT ရဲ့နီးနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်ကျမတို့ဒီကလေးတွေပေါ့နော်ဒီလိုမျိုးသူတို့ရဲ့ကိုယ်ကြီးကိုယ်သွေးတွေအဲအားနည်းချက်တွေကို လိုက်ပြီးတော့ပေါ့နော်ပြုပြင်ညှိနှိုင်းပေးဖို့လိုအပ်တယ်ဆိုတာလေးကိုကျွန်မပထမဦးဆုံးဆွေးနွေးပေးပါရစေ။ဒါကြောင့်အဲ့မှာဆိုရင်တို့ရဲ့ physical development ဆိုတဲ့ပေါ့နော်ဒီရုပ်ပိုင်းဆိုင်ရာအဖွံ့ဖြိုးမှုတွေလေပေါ့နော်ပုံမှန်သူ့ရဲ့အသက်ရွယ်လိုက်ဒီဖွံ့ဖြိုးရမယ့်အတိုင်းအတာကိုဖွံ့ဖြိုးမှုမရှိရင်ဒီလိုမျိုး legit တင် जा ပေးရမှာဖြစ်ပါတယ်ရှင်။အားကြောင့်ကလေးရဲ့ကိုကြီးကိုသွေးအာသာချက်နဲ့အားနည်းချက်တွေကိုလိုက်ပြီးတော့ပြုပြင်ညှိနှိုင်းပေးရန်လိုအပ်တယ်ဆိုတာလေးကိုယနေ့ပထမဦးဆုံးဆွေးနွေးပေးရစီရှင်။အဲ့ဒီမှာဆိုရင်ပထမဦးဆုံးကျွန်တော်တို့ပထမဦးဆုံးဆွေးနွေးချင်တာကဒုပိုင်းဆိုင်ရာဖွံ့ဖြိုးမှုပေါ့နော်။ကျက်သားတွေတန်မာစီဖို့လိုအပ်တယ်သူ့ရဲ့အရွယ်လိုက်ပေါ့နော်။လက်နဲ့မျက်လုံးကိုလည်းသူဒါဒီသူမလုပ်တတ်ရမလို့ဆိုရင် ကြည်ကြည်တတ်ရမယ်ပေါ့နော်ကြည်တတ်ရမယ်လက်ကသွားယူတာနဲ့လက်ကလှမ်းတာနဲ့မျက်လုံးကကြည်တာနဲ့ဟာဟိုကိုင်းညီမှုရှိရမယ်ပေါ့နော်ဒါကိုဆိုလို့ရင်းဖြစ်ပါတယ်အတုံးငယ်လေးတွေကိုစီမယ်ပုံလေးဆွဲစီမယ်ဒါသူတို့စိတ်ဝင်စားတယ်လေကောက်ချစ်မြောက်ချစ်ချစ်ရတာကိုသူသဘောကျတာကိုအဲအဲ့ဒါမျိုးတွေကိုလေ့ကျင့်ပေးရမယ်နောက်တစ်ခါပြစ်ပေးခြင်းတွေပေါ့နော်ကလေးနဲ့လျော်ညီတဲ့ပစ္စည်းလေးတွေနှမ်းယူခြင်းတွေပြေးခြင်းတွေစတယ်ဒီလိုမျိုးဂိမ်းလေးတွေနဲ့ ဘာလို့ ਆ မလို့ဆိုရင်ကြွက်သားတွေတန်မာအောင်ဆောင်ရွက်ပေးရမယ်။နောက်တစ်ခါသူတို့ရဲ့ညှိနှိုင်းမှုတိုးတက်စေရန်ဆိုတာမိမိရဲ့ခန္ဓာကိုယ် balance ဒီထိန်းညှိနှိုင်းရန်ပေါ့။မိမိရဲ့ခန္ဓာကိုယ်ထိန်းညှိနှိုင်းမှုတွေလေကျေသူတို့ဘလို့လို့လက်ခံရမလို့ဆိုရင်အေးဒီဒီပေါ့နှစ်နှစ်သုံးနှစ်ပေါ့နော်။ဒီနှစ်နှစ်ကနေ၅နှစ်တွင်ကလေးလေးပေါ့။ခြေရောက်တစ်ဖက်ပေါ်မှာမတည့်ရက်ပြီးကစားစေခြင်းနေပေါ့။တပြေးပြေးနဲ့သူပထမကတော့ကင်ပြီးရရက်မှာပေါ့။တပြေးပြေးနဲ့သူဘာလို့လာမလို့ဆိုရင် တကယ်ကိုလက်လွတ်ပြီးရက်တက်တဲ့လေထအခြေအနေအထိကြွသားအတန်မာလာမယ်။အဲဒါမျိုးလေးတွေနောက်တစ်ခါဒါမျိုးသူသိစိတ်ဝင်စားတာကလေးတွေကဘောလုံးကန်ရင်နေနိုင်တဲ့ပေါ့ကလေးနဲ့လျော်ညီတဲ့ဘောလုံးပေါ့တေးသေးလေးဆိုတေးသေးလေးပေါ့နော်။ကလေးကဘောလုံးအသေးလေးကိုပဲသူကန်နိုင်ပါဆိုဘောလုံးအသေးလေးကိုပဲကန်စေချင်းပေါ့နော်။ကလေးရဲ့ကြွသားအများကြီးမပွင့်ပြိုးသေးတာဟုတ်ဟုတ်ပြီပြောနေတယ်ကြွသားပွင့်ပြောနေတယ်ကလေးကန်တဲ့ဘောလုံးကြီးကိုသွားပြလို့တော့အဆင်မပြေဘူးပေါ့ရှင်အဲ့တော့ကလေးလေးဆောင်ရွက်နိုင်မဲ့ အခြေအနေရှိတဲ့ဘောလုံးလေးကိုသူ့ကိုကန်ပေးမယ်ဒါဆိုရင်သူသဘောကျမယ်ရောင်စုံလေးတွေနဲ့ပေါ့စိတ်ဝင်စားအောင်လည်းသူ့ကိုဒါဆောင်ရွက်ပေးရမှာပါနောက်တစ်ခါကလေးတွေနဲ့ပေါ့နော်တချင်းတန်တွေဆိုကလေးတွေတော်တော်သဘောကျရလေတချင်းတန်တွေနဲ့ပေါ့နော်လှူရှားမှုတွေပေါ့နော်ပြုလုပ်ခြင်းတွေကြပြားလေးတွေဆိုခြင်းတွေဒီမှာဆိုရင် pet shoulder knee and two ဆိုတာတကယ်ကိုကလေးတွေကိုပေါ့နော်အာ သူတို့သဘောလဲကြတယ်ခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းတွေကလည်းအကုန်လုံးလှုပ်ရှားနေရတာဟုတ်အဲအဲ့လိုမျိုးနည်းလေးနဲ့ကျွန်တော်တို့ physical development ဆိုတဲ့ပေါ့နော်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေကိုလှုပ်ဆောင်ပေးလို့ရပါတယ်ရှင်နောက်တစ်ခုကကြတော့ကျွန်တော်တို့သူကကြတော့ဆက်သွယ်ရေးဆိုင်ရာပေါ့နော်ဘာသာစကားနဲ့ဆက်သွယ်ရေးတွေ language and communication ကြစကားပြောနှီးနေတဲ့သူတွေတချို့ကတိ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 အောင်ရှိရလေအဲ့လိုမျိုးစကားပြောနှီးနေတဲ့ကလေးတွေကြာနေစဉ်စာပတ်ချိန်တတ်မှတ်ပြီးတော့ပေါ့နော် ရုပ်ပြတွေပုံမြင်တွေကိုကြပြတွေကိုသူတို့ကိုဖတ်ပြအောင်ဖတ်ပြမယ်ကလေးအတန်အတွက်ကလေးကိုလည်းအတန်ထွက်ခိုင်းမယ်ပေါ့နော်ကလေးကိုလည်းဖတ်ပြမယ်ကိုကလည်းပြီးရင်သူတို့ကိုလည်းကိုမိမိကပြောလိုက်တာလေးကိုသူတို့ပြန်ပြီးတော့ပြောစီခိုင်းမယ်အတန်ထွက်မယ်အားပေးမယ်ပေါ့နော်အဲ့လိုနဲ့ပေါ့နော်ကလေးကိုပေါ့အချို့ကကျတော့ဒီလိုမျိုးပြောရင်းနဲ့ပေါ့ဟောကြားလားလို့ပေါ့ကြားတယ်လို့ပြောလို့ရှိရင်ဟုတ်ပြီတစ်ချက်စကလုံးလည်းရှိသေးတယ်ကြားနဲ့တူတာက ဟိုကြားပေါ့နော်သူနဲ့ဆက်ဆက်နေရလေးပေါ့ကြောင်းဆိုတဲ့စကားလုံးလေးလည်းရှိသေးတယ်သမီးရဲ့အဲဒါကတော့ကြောင်းရုပ်ကလေးပဲပေါ့နော် သူရဲ့ပထမဦးဆုံးသူအတန်ထွက်တက်မဲ့စကားလုံးလေးကိုစပြီးတော့မှအဲ့ဒီလိုမျိုးထွက်တက်ပြီးဆိုမှအဲ့ထွက်တက်တဲ့စကားလုံးနဲ့ဆက်ဆက်ပြီးတော့မှဆက်ဆက်မှုရှိတဲ့စကားလုံးနောက်တစ်ခုကိုသင်ဟိုသူတို့ကိုသင်ပေးရမှာပေါ့ရှင်အဲ့လိုဆိုလိုခြင်းဖြစ်ပါတယ်။အဲ့ဒါမှသူတို့ကဒီလိုမျိုးပေါ့နော်သူတို့ကဟိုဒီ delay ဖြစ်နေတဲ့ကလေးတွေနှီးနေတဲ့ကလေးတွေပေါ့နော် ဲ့အမျိုးတွေဆိုလို့ရှိရင်အဲ့တော့ကြတော့ဟိုဆက်ဆက်ပြီးတော့လှုပ်ဆောင်ပေးရအဲ့လိုမျိုးဒီလိုမျိုးကြားဆိုသူကြားရဲဆိုတာလေကြားရဲကြားဆိုတဲ့စကားလုံးပြောတဲ့ဟုတ်ပြီဒီစကားလုံးလေးရှိတယ်လို့ပါဒီလိုမျိုးကြောင်လေးဆိုရင်ကြောင်ဆိုတဲ့စကားလုံးလေးလေးရှိသေးတယ်ပေါ့ဒါမျိုးလေးတွေနဲ့ဆက်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 ပြီးတော့သူတို့ကိုလေ့ကျင့်ပေးသွားကြရမှာဖြစ်ပါလေရှင်အဲတချင်းကဗျာတွေတိဆိုခြင်းနေအဲအဲ့လိုမျိုးလေ့ကျင့်ပေးလို့လည်းရပါလေရှင်နားလည်မှုတိုးတက်စီရင်တွေရိုးရှင်းတဲ့ညွန်ပြချက်တွေဥမာဘောလုံးယူခဲ့ ဒီအဲ့ဘောလုံးလေးကိုမမေ့စီကိုပွေယူခဲ့ပါပွေပွေခဲ့အဲ့ဒါလေးကိုတူတူလေးပဲပြောရမှာယူခဲ့ယူအဲ့အလောက်လေးပေါ့နော်ပွေခဲ့ဘလူးလေးပေါ့အမူအရာလေးနဲ့ပေါ့နော်အဲအဲ့လိုမျိုးတွေနဲ့သူတို့ကိုဒီကပေါ့နော်ဒီဒီဆက်သွယ်မှုဆိုင်ရာဆွဲရည်ပေါ့နော်ဘာသာစကားနဲ့ဆက်သွယ်မှုဆိုင်ရာဆွဲရည်ဖွံ့ဖြိုးတိုးတက်လာအောင်ဒါကလေးနဲ့ပေါ့အရွယ်နဲ့အလျော်ညီတဲ့အဲတင် जा မှုတွေကိုဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်ရှင်။ဒါလူမှုဆက်ဆံရေးဆိုင်ရာစိတ်ခံစားမှုတွေရှားကလေးတွေနဲ့ပေါ့နော် ဆက်ဆံတဲ့အခါမှာအတူကစားတာတွေတဲပုံလေးတွေပေါ့နော်တဲလေးတွေနဲ့ကစားတာအနှဲ့ချဂိမ်းတွေကစားစေတာနောက်တကစိတ်ခံစားမှုပေါ့နော်ဥပမာအဲအမူအရာလေးတွေနဲ့ပေါ့နော်အဲစိတ်ဆိုးတာလားပေါ့အဲမိမိကိုယ်ကိုမိမိယုံကြည်မှုတိဆောက်ခြင်းတွေလှုပ်ဆောင်ပေးရမယ် အဲနောက်တခါသူတို့ကိုတခုခုသူလုံနိုင်တယ်ဆိုလို့ရှိရင်ချီးကျူးမှုပေးရမယ်အဲဖနက်စီးတဲ့အောင်သူတို့အစ်ဥမာပေါ့နော်ဖနက်စီးတဲ့အောင်လေ့ကျင့်ပေးမယ်ဖနက်ကလေးကိုခြေရောက်ကလေးကိုဘယ်လိုချရမယ်ဖနက်ကလေးကိုဘယ်လိုချမယ်ချပြီးလို့ရခြေရောက်ကိုဘယ်လိုလေးမြှောက်မယ်မြှောက်ပြီးတော့ပထမဦးဆုံးဖနက်ကလေးကိုတည်မယ်သူအစိပ်ပိုင်းသေးသေးလေးတွေခွဲပြီးတော့တည်ကြပေးရမှာဖြစ်ပါတယ်ရှင်ပဲခြေရောက်ကလေးကိုဖနက်ပင်ပေါ်တင်လိုက်မယ်ဖနက်ပေါ်ကိုတင်ပြီးပြီဆိုရင်ရှေ့ကိုခြေရောက်ကလေးကအားဆိုင်ပြီးတွန်းရမှာကလေးဆိုတာ အားကလည်းအလောက်ကြီးကြီးမရှိသေးဘူးလေအဲ့ဒါကိုစိတ်ရှိရှိနဲ့သူ့ရဲ့ကြွက်သားလဲတန်မလာအောင်လေ့ကျင့်ပေးရင်းနဲ့မှအော်သူဒီဖနက်ကလေးကိုစနစ်တကျစီးတတ်အောင်ဖြည်းဖြည်းချင်းအစိပ်ပိုင်းတသေးလေးတွေခွဲပြီးတော့သင်ကြားပေးသွားရမှာဖြစ်ပါတယ်ရှင်းဒါကြတော့ကျမတို့ဒါစိတ်ခံစားမှုလူမှုကြီးနဲ့စိတ်ခံစားမှုဆိုင်ရာ social emotional skill တွေပြပြလောက်လေ့ကျင့်ပေးကြရမှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကကြတော့ကျမတို့ ဒီနေ့စဉ်လုပ်ငန်းဆောင်တာတွေပေါ့နော်ဒါကြတော့ daily living skill တွေကကြတော့လူလက်မှုအားကောင်းစရာတွေကိုယ်တိုင်အဝတ်လဲခြင်းတွေကျမရှေ့ပိုင်းမှာလည်းအဝတ်ကိုဘလို့သူတို့ကိုဝေ့ဖို့ပေါ့နော်အသေးစိတ်ပေါ့နော်ပြောပြထားတာရှိတယ်သူတို့ကိုယ်တိုင်သွားတိုက်ခြင်းတွေဒါဆိုရင်သွားတိုက်ခြင်းကိုယ်တိုင်သွားတိုက်ရတာဖြစ်တဲ့အတွက် သူ့ရဲ့လက်ကလေးတွေကဒါအောင်လှုပ်ရှားပြီဖြစ်တယ်လက်ရဲ့ကျက်သားတွေကလည်းတန်မာသွားစေတယ်လုပ်ငန်းငယ်လေးတွေပေါ့နော်ရိုးရှင်းတဲ့အိမ်မှုကိစ္စလေးတွေပကံလေးတွေသူနိုင်တဲ့ပကံလေးတွေကိုဇပွဲပေါ်တင်ခိုင်းတာစသဖြင့်အများကြီးရှိပါတယ်ကျွန်မဥပမာရောနည်းနည်းလေးပဲထည့်ပေးထားတာပါရှင်အဲအဲ့လိုမျိုးနဲ့ပေါ့နော်သူတို့ရဲ့ဒီစွမ်းရည်တွေဖွံ့ဖြိုးလာအောင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်နောက်တစ်ခုတိမှုဆိုင်ရာဖွံ့ဖြိုးမှုတွေတပေါ့နော်အာယုံစုဆိုင်မှုနဲ့ပြဿနာဖြစ်ရှင်းနိုင်စွမ်းတွေပုံလေးအဲ့ကြတော့ပုံလေးတွေကြိုက်ထားရေးပါဇယ်လေးတွေပေါ့နော် အယောင်ခွဲခြင်းတွေအရွယ်အစားတူတာတွေစီခြင်းတွေပြောဒါတွေရကြတော့လေဒါတို့ရဲ့ဒါအာယုံစူးစိုက်မှုပေါ့နော်တိမှုကိုဖွံ့ဖြိုးစေတာပါနောက်တကဒီခလုတ်ကလေးနှိပ်လို့ရှိရင်အတန်ထွက်မယ်ဆိုအတန်ထွက်တဲ့ခလုတ်ကလေးတွေဝယ်ပေးထားတာဒါဆိုရင် तू ကဒီကကျိုးချောင်းဆက်ဆက်သွားပဲသူဒီအတန်လေးကိုကြာရင်ဒီခလုတ်ကလေးကိုနှိပ်ရမယ်ဆိုတဲ့ပေါ့နော်ဒီလိုမျိုးဒီသူ့ရဲ့စွမ်းရည်ကဖွံ့ဖြိုးလာမှာဖြစ်ပါတယ် အဲ့ဒါကစိတ်ဥယျာဉ်ဆန်တဲ့ကစားနည်းရေဆိုတာအိမ်အတုပေါ့နော်သူရဲ့ဒုံးလေးနဲ့အိမ်လေးဆောက်တန်းကစားတာအယုတ်တိကလေးနဲ့ဇလန်းဖန်တီးစေတာပေါ့ဒါကတော့အုတ်ထင်းသူမိဘနဲ့ပေါ့နော် တွဲပြီးတော့လှုပ်ဆောင်ရမယ်လုပ်လေးတွေဖြစ်ပါလေရှင်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးဖွံ့ဖြိုးမှုတွေရရှိလာပြီဆိုရင်တတိပြုရမယ်အချက်တွေဖြစ်တယ် ဖြည်းဖြည်းချင်းစတင်ရပါမယ်တဲ့ဒီချိန်ကို15မိနစ်မင်း20ပါအားလို့ဆိုပြီးအများကြီးအချိန်ကြာကြီးသူ့ကိုအဲလုတ်ခိုင်းလိုက်လို့ရှိရင်သူ့အနေနဲ့အုံနောက်ပြီးသွားမှာလေအဲ့လိုပြီးသွားစေမယ့်အလုပ်တွေသူတို့ရဲ့ဒီကဖွံ့ဖြိုးမှုကိုပေါ့နော်ဒါဟိုရက်တန့်သွားစေတာတို့ပေါ့လေးပင်သွားစေတာတို့ဒါမျိုးတွေကိုလည်းရှောင်ကျဉ်မှုလိုပါတယ်ရှင်။ဒါကြောင့်သူကတတိပြုရမယ့်အချက်အဲထဲမှာထည့်ထားတာပါ။အချိန်ကို15မိနစ်ကနေမင်း20အတွင်းမှာလေ့ကျင့်ပေးရမယ်။ပျော်ရွှင်မှုကိုအဓိကထားရမယ်။ကလေးပျော်ရွှင်ရမယ့်အလုပ်ကိုပဲပေးရမယ်။ အဖေကမပေးရဘူးအဲ့ဒါအရေးကြီးပါတယ်ရှင်မိဘကဂယူဆိုင်ရမယ်ပါဝင်ပေးရမယ်ကလေးနဲ့အတူတူမိဘကလှုပ်ဆောင်ပေးရမယ်အဲဒါမှကလေးရလဲသူစိတ်ဆက်တဲ့ဆန်နဲ့ကစားရတဲ့အခြေအနေရှိမယ်။ပြည်မျိုးမှုနေကွေးနေတဲ့ကလေးတွေအတွက်နှုတ်လက္ခဏာဆောင်တဲ့ချင်းကပ်မှုတွေပေါ့နော်။ဥပမာနှိုင်းရှင်နေအဲဟိုကလေးကလှုပ်တဲ့ပြီးမင်းကမလှုပ်တတ်သေးဘူးဆိုတာပြောတတ်တယ်မိပါရီကဒါနှိုင်းရှင်ကကိုသားသမီးအရန်တော်စီချင်တယ်။အဲ့လိုမဟုတ်ဘူးစိတ်ရှိရမှာ။အဲသူဟိုကလေးကဒီကဏ္ဍမှာသူပြည်မျိုးပြင်မယ်။မိမိကလေးကတခြားကဏ္ဍမှာပြည်မျိုးနေတယ်။ ဖွင့်ပြိုးနေတာချင်းဟိုသူဟိုတခြားကလေးဖွင့်ပြိုးတဲ့အကြောင်းအရဒီဘက်ကကလေးကဖွင့်ပြိုးချင်မှလည်းဖွင့်ပြိုးမယ်အဲ့ဒါကိုသွားပြီးမနိုင်ရှင်အောင်တရားနဲ့တရားဆိုတာမတူကြဘူးလေရှင်အဲ့ဒါလေးကိုတကယ်လေးကိုပဲเนาะကျမတို့ဒါစိတ်ထဲမှာဘာဖြစ်ထားဖို့လိုပါတယ်ဒါတိရှိထားဖို့လိုပါတယ်ပြင်ဆင်ထားဖို့လိုပါတယ်အဲနောက်တစ်ခါမိမိကလေးကလည်းသူ့လွယ်လောက်ဖွင့်ပြိုးနေတာပါတခြားရဲ့ပြသပြီးတော့မှလှုပ်ဆောင်တာပို့ပြီးတော့ကောင်းပါတယ်ရှင်ကလေးတယောက်ချင်းစီရဲ့ရည်မှန်းချက်တွေကိုချမှတ်ရမယ်တဲ့ အဲ့ဒီမှာဆိုရင်ပထမနှစ်မှာပထမနှစ်ဆိုတော့နှစ်နှစ်ပေါ့နော်နှစ်နှစ်ကလေးလေးကို self stimulating behavior တွေသူ့ရဲ့ဟိုပေါ့နော်သူ့ကိုလှုံ့ဆော်တဲ့အပြုအမူတွေရရှိလာအောင် ဟိုလှုပ်ဆောင်ပေးရမယ် streaming ဆိုတော့ဟိုကျမတို့ပေါ့နော်တချို့တွေကမျိုးလုံးချင်းစုံမကြည့်တတ်ဘူးအဲနောက်တစ်ခါတချို့ကအဓိကပစ္စည်းလေးတခုကိုသူနိုင်ရမယ့်ပစ္စည်းလေးကိုကြွက်သားတွေကပျော့နေတဲ့အတွက်ကောက်မယူနိုင်ဘူးမနိုင်ဘူးပေါ့နော်အဲနောက်တစ်ခါဟိုမိမိမှာရှိရခံစားချက်ကိုမပေါ်ပြတ်တတ်ဘူးဒါမျိုးတွေအများကြီးရှိရလေဒီအမူအရာတွေကိုရှော့ကြဖို့ ရောကြစေဖို့အတွက်ဒါတေချာလေးပေါ့နော်နားထောင်ပြီးတော့လေ့ကျင့်ပေးရမယ်မျက်စိစုံနိုင်မှုလေ့ကျင့်ပေးရမယ်ကြွက်သားကြီးတွေကြွက်သားငယ်တွေလှုပ်ရှားမှုအတွက်ပေါ့နော်သူတို့တွေကိုအတူယူစေခြင်းနည်းလမ်းတွေအယုတ်ကလေးနဲ့ကစားခြင်းတွေကိုပြီးမှကိုယ်တိုင်ကပါဝင်ပြီးတော့ကစားစေခြင်းနည်းတွေနဲ့ပြုပြင်ပေးရမှာဖြစ်ပါတယ်အဲ့ဒီမှာလဲကြွက်သားတွေတန်မာလာအောင်ဒါကြွက်သားကြီးတွေကြွက်သားငယ်တွေတန်မာရဲ့လားဆိုတာလေးတွေကလည်းစမ်းစစ်ဖို့လိုပါတယ် တကယ်လို့အဲ့လိုမျိုးပေါ့နော်အားနည်းနေပြီဆိုရင်တို့ဒီကြက်သားကြီးကြက်သားငယ်တွေတန်မာလာတဲ့နီးတွေရှိပါတယ်ဟိုမိမိကိုယ်တိုင်လည်းလေ့လာလို့လည်းရပါတယ်ဟိုကျမဒီနီးတွေကိုပါဆက်ဆွေးနွေးရင်ကျမဆက်ဆွေးနွေးရမယ်အကြောင်းအရာကြီးကြတော့နော်ဟို အချိန်လည်းရှိရဲ့တော့ကိုကိုတိုင်းလည်းလေးတာကိုလူတယ်ဘလို့နီးလဲနေနေဒါတွေကိုချက်သားတွေတန်မလာအောင်ဆောင်ရွက်ကြမလို့ဆိုတာပေါ့နော်အဲအဲ့လိုနီးနေတဲ့ဒါကကြတော့ပထမနှစ်ပေါ့နော်နှစ်နှစ်နဲ့သုံးနှစ်ကြားထဲမှာဒီလိုမျိုးဒီကသူတို့ရဲ့ပေါ့နော်အမူအရာလေးတွေပြောင်းလဲလာအောင်ဒါနေချင်းပေးကြရမှာဖြစ်ပါတယ်ဒုတိယနှစ်ကိုရောက်တဲ့အခါမှာအစောပိုင်းကာလပေါ့နော်ထုတ်ပေါ်မှု ပြောဆိုမှုဆိုင်ရာဘာသာစကားနဲ့ဘာသာဗေဒဆိုင်ရာကျွမ်းကျင်မှုတွေရရှိလာအောင်လေ့ကျင့်ပေးရမယ်။အဲ့လိုမျိုးကနှစ်နှစ်ကနေသုံးနှစ်တွင်းမှာလေ့ကျင့်ပေးခဲ့မှကျွန်တော်တို့ဒုတိယနှစ်အတွက်စောပိုင်းကာလမှာဒီကဒီဒီပြောပြောဖို့ဆိုတာမိမိရဲ့ခံစားချက်တွေမိမိလိုချင်တာမိမိတောင်းချင်တာမိမိဖြစ်ဖြစ်ခဲ့တာကိုပြောတတ်မပြောတတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့သူ့ရဲ့ဒီ အပြုအမူတွေပေါ့နော်သူ့ရဲ့ခက်ခဲတွေကိုဖြည့်ရှင်းနိုင်မှုအတွက်ခက်ဟိုကလိုအပ်ချက်တွေရှိနေမှာပါ။ဒါကြောင့်အဓိကဘာသာပေရကလည်းအင်မတန်ရေးကြည့်ပါတယ်။ဒီဘာသာပေရတချို့ဆိုလို့ရှိရင်ねဇကလုံးလေးတစ်လုံးကိုထွက်ဖို့အိုးဆိုတဲ့ဇကလုံးလေးကိုထွက်ဖို့ကိုပဲဟိုချက်ချင်းနဲ့တက်သွားတာလည်းဖြစ်နိုင်တယ်ပေါ့နော်။ဒါပေမဲ့တချို့ကျတော့၄၅၆လလောက်ကိုပဲအဓိကအိုးဆိုတဲ့ဇကလုံးလေးကိုထွက်နိုင်အောင်လေ့ကျင့်ပေးရမယ်။လေ့ကျင့်ပေးရဖို့အဲ့လိုအချိန်ကြာသွားတတ်တယ်ပေါ့နော်အဲ့တော့ကြာတော့အဲ့လိုမျိုးပေါ့နော်ဘာသာစကားကျွမ်းကျင်မှုတွေရာလဲ အဲစိတ်ရှည်စွာနဲ့ပေါ့နော်လေ့ကျင့်ပေးဖို့လိုပါတယ်အဲ့ဒီကနေပြီးတော့တတိယနှစ်ကိုရောက်ပြီဆိုတော့ तू က၅နှစ်ကလေးဖြစ်သွားပြီဒါဆိုရင် तू ဟာတင်ယူခြင်းတွေအပြန်အလှန်ဆက်သွယ်မှုတွေပေါင်းသင်းဆက်ဆံရေးဆိုင်ရာအခြေခံကျွမ်းကျင်မှုတွေအဲအဲ့ဒါတွေကိုလည်းရရှိအောင်ဆောင်ရွက်ပေးရမယ်စိတ်လှုပ်ရှားခံစားမှုတွေကိုဖော်ပြတတ်ရမယ်အဲ့ဒါရှည်ပိုင်းရအကြောင်းအရာတွေလေ့ကျင့်ခဲ့မှဒါမျိုးတွေကိုဖော်ပြတတ်မှာပါအဲ့လိုပေါ့နော်စိတ်လှုပ်ရှားခံစားမှုတွေကိုဖော်ပြတတ်ရမယ်တင်ယူခြင်းတွေဘာသာရပ်တွေကိုမတင်ခင်ပေါ့နော်ကြောင်းကိုမရောက်ခင်မှာအကျိုးတင်ထားရမယ် စာရေးစာဖတ်အတွေ့အချက်တွေစသည်ဖြင့်ပေါ့နော်အကျိုးစွမ်းရည်တွေပေါ့အဲဒီမှာဆိုလို့ရှိရင် तू อ่ะဒီကြောင်းဟိုမရောက်ခင်မှာဆောင်ရွက်ရမယ်ကြာအကျိုးစွမ်းရည်လေးတွေကိုဒါမိမိအိမ်မှာကလေးရပေါ့เนาะတက်သွားအောင်ဒါရသွားအောင်ဒီချင်းပေးကြရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် disorder ကလေးတွေပေါ့เนาะသူတပြင်းတော့ဆက်လွှဲနေတဲ့ကလေးတွေမှာဆိုလို့ရှိရင်ဒီလိုမျိုးတွေ self stimulating behavior တွေဒါတွေကိုသူတို့ကိုသူတို့ပေါ့เนาะဒါရရှိလာအောင် ဒါဖြစ်ဖြစ်ချင်းဆောင်ရွက်ပေးရမယ်အဲ့ဒီလိုနဲ့မှဒုတိယနှစ်ကိုဟိုဒုတိယနှစ်ဆိုတော့ကျမတို့၃နှစ်နဲ့၄နှစ်ကြားကိုရောက်ပြီဆိုလို့ရှိရင်ခုနဘာသာဗေဒဆိုင်ရာကျွမ်းကျင်မှုတွေကိုရရှိလာအောင်ပြောလေ့ကျင့်ပေးမယ်ပထမနှစ်ကလေးကလေ့ကျင့်ပေးမှဒုတိယနှစ်မှာဘာသာဗေဒဆိုင်ရာကိုသွားလို့ရမှာဟဲ့ကလေးကတော့အဲနှစ်နှစ်တော့၄နှစ်တော့၃နှစ်နဲ့၄နှစ်တည်းတော့ရောက်နေပြီ အာသာဘေးရဆိုင်ရာကျွမ်းကျင်မှုကိုလေ့ကျင့်ရမယ့်အရွယ်ရောက်ပြီးသွားကျင်လို့အဲ့လိုမျိုးစောင်ကြော်သွားလို့မရဘူးအစင်ချင်းစီသွားမှာပထမနှစ်မှာလေ့ကျင့်ရမယ့်အကြောင်းအရာတွေကိုပထမနှစ်မှာလေ့ကျင့်ပေးပြီးမှဒုတိယနှစ်မှာလေ့ကျင့်ရမယ့်ဒုတိယလေ့ကျင့်ရမယ့်အကြောင်းအရာတွေကိုဒုတိယနှစ်မှာလေ့ကျင့်မှဖြစ်မှာပါအဲ့လိုမှလည်းတတိယနှစ်ပေါ့နော်ကျမတို့၅နှစ်ပေါ့နော်၅နှစ်ရွယ်ကလေးတွေကဒီကိုအကြောင်းကိုသွားဖို့အတွက်အစင်သင်းဖြစ်တဲ့အခြေအနေမျိုးကိုရရှိလာစေမှာဖြစ်ပါတယ်အဲ့တော့ကြတော့ အဲကလေးတွေအများကြီးထဲမှာမူဂျိုပို့လိုက်တာပဲ။အိုးဒါတွေကအကုန်လုံးသူတို့တက်မြောက်လာမှာပဲလို့တော်တော်များများမိပါတွေကလည်းဟိုဟွာဖြစ်ကြတယ်ပေါ့နော်။ဟာသူ့ကိုတာရာဖင်းနဲ့လွှဲထားတာပဲပေါ့။သူကပြောင်းဟိုဒါမျိုးကြီးရရှိလာမှာပါဆိုပြီးတော့ပေါ့နော်။တွေးတင်ညာတကယ်တော့အဲ့ဒါနဲ့ဖြည်းဖြည်းဝါဝမရလာပါဘူး။ရရှိလာအောင်ကမိမိရဲ့အိမ်ကနေပြီးတော့ပေါ့နော်။စနစ်တကျလေ့ကျင့်မှုတွေကိုလှုပ်ဆောင်စေခြင်းအဖြစ်မှဒီလိုမျိုးအရေးအချင်းလေးတွေသူတို့ရဲ့အပြုအမူလေးတွေ မှန်ကန်လာအောင်စိတ်ရှည်စွာနဲ့ပေါ့နော်ချိန်ပေးပြီးတော့မှဒါဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့တော့ကြတော့အဓိကကတော့ဒါအိမ်မှာရှိနေတဲ့အုတ်ထင်းသူတွေကအရေးကြီးပါတယ်သူတို့တွေကနေပြီးတော့ဒီလိုမျိုး အပြုအမူတွေမှန်ကန်လာအောင်စိတ်ရှည်စွာနဲ့ပေါ့နော်တစင်ချင်းစီတစင်ချင်းစီတိုင်းကိုဒါစနစ်တကျဆောင်ရွက်ကြမယ်ဆိုရင်တကယ်ကိုပေါ့နော် လူတွေအားလုံးနဲ့အတူတူပေါ့နော်မိမိကိုကိုမိမိတာဝန်ယူနိုင်တဲ့သူတွေ ခုနလိုမျိုးပေါ့နော်ကျမတို့အမှားကင်းအောင်ပေါ့နော် error lex error lex တွေဖြစ်အောင်ဒါကလေးတွေကိုဒါစနစ်တကျပေါ့နော်ဒီက ddd နီးလဲနေနေပေါ့နော် direct mouse sorry discrete trial teaching စဉ်းစားမပြတ်လေ့ကျင့်ပေးခြင်းနီးလဲနေနေဆောင်ရွက်ပေးသွားကြရမှာဖြစ်ပါတယ်လို့ပြောချင်တယ်ကျမရရင်ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်